တော်ရရှိမှမင်္ဂလာပါခင်ဗျာကျွန်တော်တို့ RFA လွတ်လပ်တဲ့အာရှအတန်းမြန်မာပိုင်းအစီအစဉ်တွေလုံးဝရှင်းနာရပါတော့မယ်ပရိသတ်များအားလုံးကိုဝမ်းလဲစွာနဲ့ပဲနှုတ်ဆက်စကားဆိုရပါတော့မယ် RFA ကိုအားပေးတဲ့မြန်မာပြည်သူပရိသတ်တွေမရှိပဲ RFA ဆိုတာဖြစ်တည်လာစရာအကြောင်းမရှိခဲ့ပါဘူးပြည်သူတွေရဲ့ကုညီမှုတွေကြောင်းပဲပြည်သူတွေရဲ့အကြောင်းတွေကို RFA အနေနဲ့တင်ပြခွင့်ရရှိခဲ့တာဖြစ်ပါတယ် RFA အနေနဲ့တည်င်းတွေ ထုတ်လင့်တင်ပြခဲ့တဲ့တလျှောက်ဘလို့ရင်ဆိုင်ရမယ့်အန်ဒီရယ်ပဲရှိရှိအမှန်တရားကိုဘယ်တော့မှမရှောင်လွှဲခဲ့ပါဘူး။နာဂစ်လေမုန်တိုင်းဘေးတိုင်းကားတော်တွေဥဆောင်ခဲ့တဲ့ရွှေဝါရောင်တော်လှန်ရေးစတဲ့အဖြစ်ငရဖြစ်ရတွေမှာ RFP အမြဲအတူရှိနေခဲ့ပါလေ။ မြမပြည်သူတွေရဲ့မျောလင်းချက်တွေအရှိန်အဟုန်နဲ့နိုးထလာခဲ့တဲ့ကာလတွေမှာလဲ RFP ကမြမပြည်သူတွေကြားမှာပဲတည်ထင်းတွေရယူတင်ပြခဲ့ပါတယ်မြမပြည်ဒီမိုကရေစီစနစ်ကိုစစ်ဘိုလ်ချုပ်တွေဖယ်ရှားလိုက်ချိန်မှာလဲအမှန်တရားကိုဖော်ထုတ်ပြောပြနိုင်ဖို့ RFP ရှိနေခဲ့ပါတယ်အကြောက်တရားမရှိတဲ့ RFP တည်ထင်းတော့တွေဟာအမှောင်ခေတွင်းကအခြေအနေတွေကို စင်ဆက်မပြတ်ဖော်ထုတ်တင်ပြပေးခဲ့ကြပါတယ်ဒီနေ့ဆိုလို့ရှိရင်ကော်ဘရာစစ်တမ်းကစစ်သမီးလေးနဲ့စစ်သားလေးတွေပေါ့နော်လူငယ်စစ်သမီးစစ်သားလေးတွေကိုအင်တာဗျူးလုပ်ဖို့အတွက်ကျမရောက်လာတာပါငလင်ဘေးကြီးပေါ်ပေါက်လာခဲ့ချိန်မှာလဲကျွန်တော်တို့ RFA ဝန်ထမ်းအများစု အလုတ်ရနာထားတဲ့ဂျားကပဲနေလန်းရအောင်ရှာဖွေပြီးတော့ပြည်သူတွေရဲ့အခြေအနေတွေကိုထင်ဟတ်တင်ပြခဲ့ပါတယ်ဒါပေမဲ့အခုတော့ဘယ်တော့မှမျှော်လင့်မထားတဲ့ ရန်ပုံငွေပယ်ဖျက်ရုပ်သိမ်းခံရမှုနဲ့ရင်ဆိုင်လိုက်ရပါတယ်ကျွန်တော်တို့ RFA အနေနဲ့အခု2025နှစ်စပိုင်းမှာပဲအတန်တွေတိတ်ဆိတ်ငြိမ်သက်သွားတယ်ဆိုပေမဲ့တက်ဖက်မှာကြံကြအမှန်တရားအတွက်တိုက်ပွဲဝင်မှုကတော့ဆက်ရှိနေအောင်မှာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့တန်ဖိုးထားရတဲ့ RFA ပြည်သက်တူးချင်းစီရဲ့ရှေ့မှာကို RFA ပြန်လည်ရောက်ရှိလာဖို့ယုံကြည်မျှော်လင့်ထားပါတယ်ခင်ဗျာ You have been listening to Radio Free Asia